ပြည်သူ့ကောင်ွယ်ရေးတပ်မတော်ထူးတိုင်းစစ်ဌာနကိုကဲမှုအောက်မှာပြည်သူ့ကောင်ွယ်ဖွဲ့ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေဖြင့်ပါဝင်ပြီးတော့စစ်စင်ရေးတွေကိုပူးပေါင်းဆောင်ရွက်နေတဲ့ပကဖစစ်ကြောင်းတွေကိုလက်နက်တပ်ဆင်ပေးခဲ့တယ်လို့အထူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်စစ်စင်ရေးတွေကိုပူးပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းမွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ပဲခူးခရိုင်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုနိုဝင်ဘာလ10ရက်နေ့မှာ ပဲခူးတိုင်းရှီရန်စခန်းတနေရာမှာလက်နက်ပေးရခဲ့တာပါတိုင်းစစ်ဌာနကုကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကောင်ကွယ်ရေးအဖွဲ့ပကဖတွေကိုတေချာစုဖွဲ့မှုလုပ်ပါတယ်။ပြီးရင် PDF နီးတူလေ့ကျင့်ရေးတွေလုပ်တယ်။ပြီးရင်လက်နက်ခဲယံတက်ဆင်ပြီး PDF နဲ့တူရှီရန်စစ်စင်ရေးတွေမှာပါဝင်နိုင်အောင်အင်အားစုစည်းတာပါလို့အထူးတိုင်းစစ်ဌာနတိုင်းကုကဲရေးမှုရဲဘော်အောင်ဆန်ရှားက ARD Times ကိုပြောပါရယ်။အဲ့ဒီခန်းနာကိုအထူးတိုင်းစစ်ဌာနတိုင်းကုကဲရေးမှုရဲဘော်အောင်ဆန်ရှား ဒုက္ခကယ်ရေးမှုရဲဘော်အမင်းထွန်းတို့တက်ရောက်ခဲ့ပြီးတိုင်းစစ်ဌာနရာရှိတွေနီးပြူဟာမှုတွေက PDF ပါကဖပူပေါင်းစစ်စင်ရေးကိစ္စတွေသတင်းထောက်လန်းရေးထောက်ပို့ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ရှေ့ဆက်ဆောင်ရွက်မဲ့စစ်စင်ရေးတိုင်းမှာပါကဖတွေဟာ PDF နဲ့အတူအမိန်ပေးကုတ်ကဲမှုတစ်ခုတည်းအောက်မှာစီစီလုံးလုံးနဲ့ပါဝင်ပြီးကိုတက်အင်အားကိုခိုင်မာ တောင့်တင်းကစစ်ကောင်စီရဲ့ထိုးစစ်တွေကိုချေမှုန်းဖို့နဲ့ စီရေးအချိန်မြင့်ဆောင်ရွက်ကြဖို့ပါလို့ရဲဘော်အောင်ဆန်ရှားကဆက်လက်ပြောပါတယ်အထူးတိုင်းစစ်ဌာနဟာပြည်သူ့ကာကွယ်ရေးတပ်မတော်စီယုံချုံရဲ့လမ်းညွှန်ချက်တွေနဲ့အညီတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေလက်ယုံတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတွေဒေသအခြေပြုကာကွယ်ရေးဖွဲ့ LDFS တွေနဲ့အတူစစ်စင်ရေးတွေအချိန်မြင့်တင်နိုင်မှုဂျိုးမန်းဆောင်ရွက်နေကြောင်းလည်းထုတ်ပြန်ထားပါတယ် စေယုစုက၎င်းတို့ရဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်သူပြည်သူတွေပါဝင်အမှုပညာရှင်တွေကိုဖမ်းဆီးပြပြီးနောက်ရွေးကောက်ပွဲမဲဆွယ်ရေးအတွက်ရုတ်တံရိုက်ကူးရမှာအဆိုတော်တွေနဲ့မဲဆွယ်ခိုင်းခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့ဝါရဖြန်ရုတ်တံတွေကတစင်သိရပါဗျ။အမှုပညာရှင်ဆိုတော်တွေဟာနိုဝင်ဘာ6ရက်နေ့ကစတင်ပြီးရန်ကုန်မြို့ရှိမြမအတန်နဲ့ရုံမြင့်တန်ကြား MRTB မှာရွေးကောက်ပွဲသိပညာပေးရေးနှိုးဆော်ဆိုင်ဖို့တွေကင်ဆောင်ပြီးပါဝင်ကြတယ်လို့စစ်ကောင်မရှင်စီကသိရပါဗျ။ စစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာပြည်သူများအသိပညာပေးရေးနှိုးဆော်မှုရိုက်ကူးရေးမှာအစိုးရအောင်လဝေလဖိုးကောင်ရဲရင်အောင် အောင်ထက် ဖြိုးမြတ်အောင် ဟန်နေတာ နီနီခင်စောမိဆန်ဒီချမ်းမြေမောင်ချူမေလာတန်စင်အိမ်ချက်အေးမြဖြူနဲ့လိမ္မော်တီပါဝင်ပြီးကြံရှိနေတဲ့ဂီတနုပညာရှင်များဆက်လက်ပါဝင်ရမှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာမကြသေးမီကလည်းတေယုတ်ဆောင်နေတူမြင့်မြတ်နေဝင်းအေးဇံမောင်ချူလေးနဲ့ မင်းမြင့်မို့ပေါဝင်အမှုပညာရှင်တွေပေါဝင်တယောက်ဆောင်ထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများမြင့်ရှိရွေးကောက်ပွဲဝါရဖြန့်ဇလန်းကိုပြသခဲ့လို့အဲ့ဒီတယောက်ဆောင်တွေကိုပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်တပိတ်မှောက်ခဲ့ကြပါတယ်။ဒါအပြင်စစ်ကောင်မရှင်လောက်ခံပြန်ကြိုင်းဝင်ကြီးဌာနပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဦးအေးကျွယ်ကပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကအမှုပညာရှင်တွေကိုခေါ်ယူပြီး ွေကောက်ပွဲနဲ့ပတ်သက်တဲ့ကမ်ပိန်းစာသားကိုတူးချင်းရုပ်ဆောင်ရမယ့်ဗီဒီယိုရိုက်ကူးဖို့ညွှန်ကြားခဲ့ပြီးညင်းဆန်မာကအထက်မင်းရရေးယူမယ်လို့ချိန်ချမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာ၎င်းတို့ပြဋ္ဌာန်းထားတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကကာကွယ်ပေးရေးဥပဒေနဲ့ဒါရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးအပါအဝင်ပြည်သူတရားကျော်ကိုဖမ်းဆီးထားပါဗျ။စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှာဆီယနာရှင်စနစ်ကိုဆန္ဒပြကန့်ကွက်ရာမှာ အခုရွေးကောက်ပွဲမဲဆွယ်စေခိုင်းညင်ခံရတဲ့အဆိုတော်တွေနဲ့အမှုပညာရှင်အချို့ပါဝင်ခဲ့ပူးပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့၎င်းတို့ဟာစစ်ကော်မရှင်အကြိုက်လိုက်ပြီးစေအိုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုပါဝင်မဲဆွယ်ပေးနေပါတယ်။အီအရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဗိုလ်ချုပ်ကျေးရုပ်ကိုတိုင်းစစ်ကော်မရှင်ကဖိရှားခဲ့တဲ့အတွက်အခြားရုပ်ထုတွေကိုလည်းဖျက်ဆီးဖို့ကြံစီလာမလားဆိုပြီး ဒေသခံပြည်သူတွေကစိုးရိမ်နေကြပါတယ်။ ARD တိုင်းပသိမ်မြို့အမှတ်3ရပ်ကွက်မှာရှိတဲ့ခန္ဓာယာပြည်တော်စုကွင်းထဲကဗိုလ်ချုပ်ကျေးရုံးနဲ့အာဇာနည်ရင်းမြစ်ကိုဖျက်ပြီးအာကစားခွင့်လုပ်နေတာလို့သိရပါတယ်။ပြီးကြတဲ့နိုဝင်ဘာတရနေ့ညသကောင်းချိန်မှာဗဟိုကားတွေနဲ့လာရောက်ဖျက်ဆီးဖယ်ရှားပြီးတော့ရဲတွေစစ်သားတွေနဲ့လုံခြုံရေးချထားတာလည်းဖြစ်ပါတယ်။သကောင်းလောက်မှာဖျက်လိုက်တာလို့ကြားရတယ်ဗျ။ဝန်ကြီးချုပ်အမိန်နဲ့ဖျက်ပြီးဒီလုံခြုံရေးတွေပါချထားတယ်ပေါ့နော်။ ပြည်တော်စုကွင်းလို့ဒေသတွေခေါ်တဲ့ဒီကန်တာယာကွင်းနေရာအထိအာဂါဇာကွင်းတစ်ခုအဲတိဆောက်ဖို့အခုလိုဖြစ်တာလို့တော့ဒီအုတ်ချိုရင်းနဲ့နှိစက်တဲ့သူတွေစီကနေသိရတယ်ပေါ့နော်အဲတကယ်တော့ဒါမလုတ်တဲ့ကိစ္စကြီးပေါ့နော်အခုပြသိမ်းလိုက်တဲ့နေရာဟာနှစ်စဉ်အာဇာနီနဲ့ခန္ဓာချင်းမလေးရှိတဲ့နေရာဖြစ်ပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ပြုလုပ်ခြင်းမရှိတော့ဘူးလို့သိရပါဗျ။ မျိုးရဲ့အထင်ကရနေရာကိုခုလိုအောင်ကစားခွင့်တည်ဆောက်မယ်ဆိုပြီးဖြတ်တာကိုတော့မျိုးကန်တွေကမကျေနပ်ကြပါဘူးဒီလိုညတကောင်ရံမှာလျှို့ဝှက်ဖဲရှားတာဟာနိုင်ငံရေးအရရည်ရွယ်ချက်တင်မကဘူးလို့ထင်တယ်ဗိုလ်ချုပ်တွေကဘေးရင်ရရာတွေကိုယုံကြတော့ရရာခြေတာလည်းဖြစ်နိုင်တယ်အခွင့်ကြုံတော့နိုင်ငံရေးအရရှင့်ပြစ်တာမျိုးလည်းဖြစ်နိုင်တယ်ကျမတို့စိတ်ပူနေတာက အခြားမျိုးကဗိုလ်ချုပ်ရုပ်ထုတွေကိုလည်းမလုပ်ဘူးလို့မပြောနိုင်ဘူး အခုလိုဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားတာဟာပထမဆုံးတော့မဟုတ်ပါဘူး။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကော်မရှင်ထိပ်ပိုင်းတဲ့အပေါင်းပါတွေဟာဗိုလ်ချုပ်ရုပ်ထုတွေနဲ့ရှင်လင်းလုံးထိမ့်မှတ်ကြောက်တိုင်တွေကိုဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဆေးဥစုဟာအာဏာသိမ်းပြီးနောက်2021ခုနှစ်မေလ9ရက်နေ့ညမှာတော့ဘကိုးမြို့ဟန်တော်ရီရက်ကဖတ်တန်းလမ်းမဘေးမှာရှိတဲ့စီပင်ပိုင်ပန်းချံတွေကရှင်လင်းလုံးရေတော်ပုံထိမ့်မှတ်ဒီမိုကရေစီကြောက်တိုင်ကိုဖျက်ဆီးခဲ့ပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကလည်းနေပြည်တော်ပုပ္ပတိရီမြို့နယ်ပုပ္ပတိရီဈေးနီပန်းချံနယ်ကပို့ချုပ်ကျေးရုပ်ကိုစစ်ကောင်မရှင်ကဖယ်ရှားခဲ့တယ်လို့ပဲခူးမြို့ရွှေမော်ရော်ဖျားလမ်းပေါ်မှာရှိတဲ့ပို့ချုပ်ကျေးရုပ်တုကိုဩဂတ်လ9ရက်ညပိုင်းမှာစစ်တပ်ကဖျောချခဲ့ပါတယ်။နေပြည်တော်ပုပ္ပတိရီမြို့နယ်ပုပ္ပတိရီဈေးနီပန်းချံနယ်ကပို့ချုပ်ကျေးရုပ်ဟာဆိုရင်လက်ရှိ NUG ဆိုရကာကွယ်ဝင်ကြီးဌာနက ဝင်ကြီးဥယျာဉ်မွန်နဲ့ဒူအတွင်းဝင်ဦးမောင်မောင်ဆွေတို့လွတ်တော်ကိုယ်စားလှယ်ဘွားကဥဆောင်ကြီးကြပ်ပြီးတိဆောက်ထားတဲ့ရုပ်တုဖြစ်ပါတယ်။ရန်ကုန်မြို့မှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲတူတွက်မဲဆွယ်စည်းရုံးတဲ့ပါတီနှစ်ခုတည်းကဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ထက်ဒေါက်တာတက်တက်ခိုင်တီထောင်နဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP က မဲဆွဲလှုပ်ရှားမှုတွေပိုများနေတယ်လို့ရန်ကုန်မြို့ကန်ပြည်သူတွေစီကသိရပါတယ်။အခုရက်ပိုင်းတွင် PPP ကနှွတ်တော်ကိုယ်စားလှယ်လောင်းတွေဟာရွေးကောက်ပွဲမှပါဝင်တဲ့မြို့နယ်တွေကိုရဲတွေချံရံပြီးတွားရောက်ကမိတ်ဆက်ပြောကြတာအင်းကြီးအုတ်ထုတ်ရေးတန်ဖိုးအသေးတွေလက်ဆောင်ပေးတာတွေကိုလှုံ့ဆော်နေပါတယ်။ဒီရက်ပိုင်းမှာလာသာမြို့နယ်တွေကို PPP ပါတီကချီးယုံရေးဆင်းတယ်။နယ်မြေကန်ရဲတွေနဲ့ပေါ့ရဲဝစ်စုံဝစ်ထားသူရောဝစ်စုံမဝစ်ထားသူတွေရောပါတယ်။ ။ဦးဇလင်းနာမည်တော့မသိလိုက်ဘူး။သူ့ကိုယ်သူဒေါက်တာတက်တက်ခိုင်ပါတီဆိုပြီးမိတ်ဆက်သွားတာပဲလို့နာတာမြို့နယ်မှာနေထိုင်သူတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ကမဲဆွယ်စည်းရုံးရေးတွေလှုပ်ဆောင်ခွင့်ပြုထားတဲ့အချိန်ကစလို့ USDP ပါတီထက် PPP ပါတီကိုယ်စားလှယ်လောင်းတွေကကျင်းညာချက်ဆိုင်ဖို့တွေများစွာစိုက်ထူထားတယ်လို့ရန်ကုန်မြို့ကန်တွေစီကသိရှိရပါရယ်။ PPP ပါတီဥက္ကဋ္ဌဖြစ်သူဒေါက်တာတက်တက်ခိုင်ဟာငွေကြေးကိစ္စရှုပ်ရှင်းတွေရှိနေတာကြောင့် ဦးစလင်လောင်းစင်းကပယ်ဖျက်ခံထားရပြီးစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်မရှိပါဘူး။ကြံ့ခိုင်ပါတီ USDP ဟာရန်ကုန်မြို့အတွင်းလှုပ်ရှားမှုနှေးပါပေမဲ့နေပြည်တော်ပြင်ဦးတွင် ပေါက်ခေါင်အောင်လံမြို့တွေပါဝင်စစ်တပ်ထွက်ဗိုလ်ချုပ်တွေဝင်ပြိုင်မဲ့မြို့နယ်တွေမှာတော့လှုပ်ရှားမှုတွေအကောင်နေပါတယ်။လေချောင်းတိုက်ခိုက်မှုတွေဒူးခွင့်ရေချိုးဖောက်မှုတွေကြောင့်မြန်မာနိုင်ငံဟာဖျို့ဖျက်ဖြစ်နေခြင်း လာမဲလာမလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်စရာလမ်းမရှိဘူးလို့ကုလသမဂ္ဂလူခွင့်ရေးကြီးကဗော်တာတက်ကပြောပါရယ်မြမအရေးဟာကံမကောင်းစွာနဲ့ပဲမီဒီယာတွေရဲ့လေးထားဖို့ပြမှုကိုမရရှိသလိုမြမပြည်သူတွေဟာဒုက္ခရောက်နေပါတယ်လို့ဂျနီဗာမြို့တော်မှာပြုလုပ်တဲ့အင်တာဗျူးမှာကုလသမဂ္ဂလူခွင့်ရေးမဟာမင်းကြီးဗော်ကာတက်ကဆိုပါရယ်စံကျင်သူတွေဖမ်းဆီးခံရပြီးတရင်နောက်တွေတပ်ဖြတ်ခံရကအရက်သားတွေလေးချောင်းတိုက်ခိုက်ခံနေရပြီး ပြည်ရင်းစစ်အထူးသဖြင့်ရခိုင်ပြည်နယ်မှာစစ်ဖြစ်နေတယ်လို့၎င်းကဆက်ပြောပါရယ်။တိုင်းပြည်ရဲ့နယ်မြေတွေကိုဘသူမှအသာစီးနဲ့မထိန်ချုပ်နိုင်ပဲစစ်တပ်ကပြည်ပခါမှာပါဝင်နေပြီးကိုပြည်သူကိုနှစ်ချီဖိနှိပ်နေတာကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့ဘသူကပြောမှလဲလို့သူကမေးခွန်းထုတ်ပါရယ်။ဒီမိုကရေစီပြရုပ်ဒေါန်ဆန်းစုကြည်ကိုဖြုတ်ချပြီးအချင်းချက NLD ပါတီဖျက်သိမ်းလိုက်တာကြောင့် စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာတရားဝင်မှုမရှိဘူးလို့လူခွင့်ရေးဖွဲ့တွေကပြောပါတယ် NLD ပါတီတောင်မျိုးကမ်းမြို့အနိုင်ရရှိခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုရှိတယ်လို့ဆိုပြီးစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်အာဏာသိမ်းမှုနောက်ပိုင်းပြည်ရင်းစစ်အရှိန်မြင့်လာခဲ့ကစစ်ကောင်မရှင်ဟာနေမြေများစွာကိုတွန်လိုင်းတပ်ဖွဲ့တွေနဲ့အင်အားကြီးမားတဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေစီလက်လွတ်ခဲ့ရပါတယ် ထိန်းချုပ်နယ်မြေတွေမှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကျင်းပအကွင့်ပိတ်ပင်မယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်မြေမြုပ်မိုင်းတလုံးပောက်ကွဲမှုမှာထိုင်းတပ်ဖွဲ့တွေတန်ရာရပြီးနောက်ကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အကောင့်ထဲပေါ်နေမှုကိုရပ်ဆိုင်းလိုက်ကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ချမ်ပီရန်ကူကပြောပါရယ် ထိုင်းနိုင်ငံမော်ရီးယားဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုတတ်သိထားပြီးပြီးကြတဲ့လအတွင်းပြည်ခတ်ရဲစဲရေးကိုလက်မှတ်ရေးထိုးခဲ့တာပါထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းစီစာကပ်ပြည်နယ်ရှိနယ်စပ်ဧရိယာတစ်ခုမှာတနင်္လာနေ့မနက်ပိုင်းကမြေမြုံပိုင်းပောက်ကွဲမှုဖြစ်ပွားခဲ့လို့စစ်သားနှစ်ဦးဒဏ်ရာရရှိခဲ့ပြီးတဦးကခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောပါရယ်မြေမြုံပိုင်းပောက်ကွဲမှုဖြစ်စဉ်ဟာမျိုးသားလုံခြုံရေးအတွက်ရန်လိုမှုရောမသွားတာကိုပြသတာလို့အနုတင်ကသတင်းထောက်တွေကိုပြောပါရယ် အချိန်၄ကိုရှင်းပြချိန်ထိငိမ့်ချိုင်းသဘောတူညီချက်ဖော်ဆောင်မှုကိုရပ်ဆိုင်းမယ်လို့ထိုင်းနိုင်ငံကပြောပေမဲ့ကမ္ဘောဒီးယားဆိုရကတော့တုံ့ပြန်မှုမပေးသေးပါဘူးဇူလိုင်လအတွင်းလူသေဆုံးမှုတွေရှိခဲ့တဲ့တိုက်ပွဲတွေရက်နဲ့ချီကျအောင်ဖြစ်ပွားပြီးနောက်မလေးရှားနိုင်ငံမှာဒေါ်နယ်ထရန့်ရဲ့ဂျာဝင်ဖြန့်ဖြေးမှုနဲ့နှစ်နိုင်ငံစလုံးကငိမ့်ချိုင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ငင်းချင်းသဘောတူညီချက်အရနှစ်နိုင်ငံစလုံးကနေဆက်ဒေတာကနေလက်နက်ကြီးတွေရုပ်သိမ်းကမိုင်းရှင်းလင်းရေးမှာပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်